ကျွန်တော်တင်နန်းတက်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့တင်နန်းတက်ပြီးရင်စာရုံကိုမမေ့အောင်ဘယ်လိုမျိုးလေ့ကျင့်မလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရောရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျမတို့အခုဆိုရင် Microsoft Word ဖွင့်ထားတယ်ဒီ Microsoft Word တွေမှာကျမတို့ template file ကိုဘယ်လိုယူမလဲ template file ဆိုတာကဘာကိုပြောချင်တာလဲဆိုရင်ဒီကိုဖွင့်တဲ့ software ပေါ့နော်ကိုသုံးတဲ့ software တစ်ခုကိုဖွင့်လိုက်ဒါဆိုရင်ကျမ Microsoft Word ကိုဖွင့်ထားတယ်ပြီးရင် file ကိုသွားမယ် file နဲ့ကနေယူကိုနှိပ်ပါ နေယူမှာဒါ online ဖွင့်ထားဖို့တော့လိုတယ်။ internet မဖွင့်ဘူးဆိုရင်တော့ဒီမှာ template ထိုင်နေယူလို့မရပါဘူး။ဒီမှာ template ထိုင်နေယူလို့ရတယ်။ business အတွက်လိုချင်တာလားဒီမှာအများကြီးပဲနော်။ internet ချိန်ထားမှတော့ရမယ်။ internet မချိန်ရင်တော့ရှာလို့မရဘူး။ဒီလိုမျိုးဖိုင်တယ်။ အဲဒီလိုမျိုးဖိုင်နေရနေကျမတို့လေ့ကျင့်ရမယ်ဒီလိုမျိုးဖိုင်နေကိုကိုယ်တိုင်ဆွဲတက်တယ်ကိုယ်တိုင်လေ့ကျင့်တက်တယ်ဆိုရင်လုပ်ငန်းဝင်ဝင်တဲ့အခါမှာလည်းကွန်ပျူတာနဲ့ပတ်သက်ပြီးလုံးဝကျွမ်းကျင်ပါတယ်လုပ်ငန်းဝင်မှာလည်းဒီပုံစံနေပဲကျမတို့ဒီလုပ်ငန်းဝင်မှာလည်းနေလာရတာလုပ်ငန်းဝင်မှာလည်းအသုံးပြုရတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒါဆိုရင် business အတွက်လား cut အတွက်လားဘာအတွက်သုံးကြတာလဲဥမာကျွန်တော်တို့ CV form လေးရေးချင်နေဆိုရင် letter ပေါ့နော် letters အတွက်သုံးညနေဆိုရင်ဒီမှာ CU found design တွေအများကြီးရှိရယ်ကိုကြိုက်တဲ့ပုံစံတွေရေးလို့ရတယ်ဒီနေရာမှာလဲကိုလိုချင်တဲ့စာတွေကိုရိုက်ထည့်လို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျမကဒီ coffee နဲ့ပတ်သက်တဲ့ဒါလေးတစ်ခုကိုယူလိုက်ပါမယ်ဒီ file လေးကိုယူမယ် internet သုံးရတာဖြစ်တဲ့အတွက် internet line ကောင်းမှုတော့လိုရယ်ဒီမှာဆိုရင် load နည်းနည်းလုပ်နေတယ်ပေါ့နော်ပြီးရင်ဒီမှာ create ကိုနှိပ်ကြည့်ရအောင်ကျမ ရိတ်ကိုနှိမ့်လိုက်တဲ့အခါမျိုးမှာခုလိုပုံစံမျိုးလေးပေါ်ပါတယ်ဒီလိုပုံစံမျိုးလေးဒါဆိုရင်ဓာတ်ပုံလုပ်ထားတယ်ဒီမှာဆိုရင်စာလေးတွေရေးထားတယ်ဓာတ်ပုံတွေလုပ်ထားတယ်စာလေးတွေရေးထားတယ်ဆိုရင်ကျွန်တော်တို့စဉ်းစားရမှာဒီဒီဓာတ်ပုံကနောက်ခံကာလာထည့်တာလားဘယ်လိုလုပ်တာလဲဒါကိုအရင်စဉ်းစားကြည့်မယ် ဒါကြင်နောက်ခံကာလာထဲရတယ်ကဘယ်မီနူးကထဲရလဲဘယ်တက်ကထဲရလဲဒါတွေကိုသိဖို့တော့လိုရပေါ့နော်ဒါဆိုရင်နောက်ခံထဲတာဒီကျွန်တော်တို့2010ဆိုရင်တော့ layout တက်2016ကနေစပြီးသွားရင်တော့ design တက်မှရှိတယ်ဒီမှာကာလာကာလာကနိုးကာလာလို့ကြည့်လုံးဝနောက်ခံပြောင်းမသွားဘူးကာလာတွေမှာအယောင်တွေထည့်ကြည့်လုံးဝပြောင်းမသွားဘူးဒါဆိုသိကြတယ်ဒါဒီကာလာထည့်ထားတာမဟုတ်ဘူးဒီပုံက ုတ်ပြီနော်ဒါဆိုရင်ဒီပုံကိုအရင်မစင်းစားတော့ဘူးဒီစာလေးရေးကြည့်ကြည့်မယ်စာကြတော့ဒီမှာတစ်ချက်ကြည့်တေဘယ်လေးဆွဲထားတာဘယ်နေရာကိုကြည့်လို့ရလဲဆိုတော့ဒီလိုနောက်နားလေးကိုကြည့်တေဘယ်ဒီဇိုင်းလို့သူရေးထားတယ်တေဘယ်ဒီဇိုင်းတေဘယ်လေးအောက်ဒါရီကတေဘယ်တင်ထားရဲဆိုရင်ပြီးတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ line လေးတစ်ခုလောက်လိုက်မယ်ဆိုရင်ဒီမှာတေဘယ်ပုံစံလေးဖြစ်သွားပြီဟုတ်ပြီ तू ကဒါလို့တေဘယ်နဲ့ဆွဲထားတာလဲဆိုရင်ဒီမှာတော့ ူ့ရဲ့ပုံစံကိုကြည့်လိုက်ပါသူကစာလေးရေးတယ် underline တားတာမဟုတ်ဘူးဒါကိုဆက်လက်မှတ်ပြီးတော့ home tab က underline လေးကိုကိုယ့်အကူတားကြည့်လိုက် underline ကိုတားရင်သူကစာရဲ့ဒီအောက်မှာ underline တားတာနော် underline ကိုကျွန်မ line မတူရဲ့အရာမတူရဲ့ဟာလေးနဲ့ပြောင်းပြမယ်ဒီမှာ underline ပုံစံလေးကို color လေးကြီးချင်းချင်းရင်ဒီနေရာမှာကျမအပြာအစိမ်းရောင်လေးနဲ့ချင်းပြတယ်ဒီမှာ underline ကလာတက်တက်သူက underline မဟုတ်ဘူး table ရဲ့ line ကိုဆွဲထားတဲ့ပုံစံဒါဆိုရင် underline ကိုဖြုတ်လိုက်ပြီ ီမှာဘိုးတင်ထားတယ်မတူးနော်ဒီမှာစလုံးဖောင်လေးတွေပြောင်းထားတယ်ဒါဆိုရင်ဒီတေးပဲလေးဒီမှာဆိုရင်တေးပဲတေးပဲကိုကျွန်မဒါကိုတေးပဲဒီဇိုင်းကိုဒီမှာ normal တိုင်းတေးပဲ line ပြန်ထည့်လိုက်မယ်ဒီမှာ plain တေးပဲပြန်ထားလိုက်မယ်ဒီလိုပုံစံအဲ့လိုပုံစံမျိုးကို तू ကဘလို့ဖန်တီးထားတာလဲဘလို့ဖန်တီးထားရလဲဆိုရင်ဒါတေးပဲနဲ့ပတ်သက်တဲ့ဟာတွေတီးတော့မယ်ဆိုရင်တေးပဲနဲ့ပတ်သက်တဲ့ဟာတွေကိုပြင်မှုအတွေ့ကျွန်မတို့ကဒီဇိုင်းတက်တေးတေးပဲဒီဇိုင်းနေတေးပဲ layout တွေအနေနဲ့ပြင်ရမှာ ဒီမှာပြင်စရာဒီတေဘယ်ဒီဇိုင်းမှာပြင်အောင်မယ်။ဘောင်လေးတွေခတ်ချင်တာဖြစ်တဲ့အတွက်မိုးပေါ်တာကိုသွားမယ်။မိုးပေါ်တာကိုမှကျမတို့ကဘော်တွန်ပေါ်တာထားမှလား။ဒီမှာနန်းထားကြည့်။နန်းဆိုရင်ပေါ်တာပြောက်သွားတယ်။အောပေါ်တာဆိုရင်အကုန်ပေါ်တယ်။ outside ဆိုရင်ဒီမှာပေါ်တယ်။ inside ဆိုရင်အတွင်ထဲကိုအပြင်ဘက်တွေ inside က inside ကကြတော့အတွင်ထဲကိုပဲပေါ်တာ။ outside ဆိုရင်ဒီလိုမျိုး။ဒါဆိုရင် outside ပေါ်တာထားလဲဆိုရင်သူအဆင်ပြေတယ်။ အနာကွာကိုစဉ်းစားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကနားလဲတယ်ဒီထက်မကနားလဲတယ်ဆိုရင်ဗော်ရန်မရှိတီးရနေသွားလို့ရတယ်ဒီနေရာလေးမှာကိုကဒေနာကလိုင်းကိုဖြုတ်ချင်တာလေဘေးဘက်ကလိုင်းနေအကုန်ဖြုတ်တယ်အပေါ်ကလိုင်းဖြုတ်တယ်အောက်ဘက်ကလိုင်းဖြုတ်တယ်ဒါဆိုရင် okay လေးပြေးကြည့်လိုက်ဒီမှာအလဲကောင်လိုင်းလေးတစ်ခုပဲကျန်နေတယ်အဲ့အလဲကောင်လိုင်းလေးကိုမှသူဒီပါထားမှလဲကာလာလေးထားချင်တာကာလာထားချင်တော့ဒီမှာပန်ကာလာဆိုတဲ့နေရာမှာကိုထားချင်တယ် အရာလေးတစ်ခုကိုရွေးကြည့်အဲ့နေရာကမပြောင်းဘူးဆိုရင်ရတယ်ဘော်ဒါအမရှိတီကနေသွားမယ်ဒီနေရာမှာကာလာလေးပြင်ပြလိုက်ပါကာလာမှာကိုပြင်ပြတဲ့အရာလေးတစ်ယောက်ပြင်ဒီမှာလိုင်းလေးထူကျင်တာလားလိုင်းလေးထူလို့ရတယ်ဒီနေရာမှာကိုထူကျင်တဲ့လိုင်းပုံစံလေးကျင်လို့ရတယ်ဒီနေရာကိုသွားနှိပ်ဒီမှာအရန်တောင်ထူသွားပြီနော်ဒါကြဒီနေရာကိုသွားနှိပ်လိုက်ပါဒီမှာကိုရှော့ကျင်တဲ့ line တွေပြန်လျှော့လို့ရတယ်เนาะပြီးရင်ပြင်ကျင်ရောဒီမှာသွားနှိပ်ပြီးမယ်เนาะ 2pd လောက်ထားကြည့်မယ် sorry အလဲကောင် line ပဲထားမယ် ။နောက်ပြီးပြီးရင် okay လေးပေးကြည့်။ဒါဆိုရင်ဒီအောက်ရောက်ပါပြီ။ဒါဆိုရင်ကိုကရွှေ့ကျင်နေ။ရွှေ့ကျင်ရင်ပုံလေးကိုထားဒီလိုအလဲကောင်လေးကိုလာပြီးရွှေ့ဒီလိုပုံစံမျိုးမျိုးပါပဲ။ဟုတ်ပြီနော်။ဒါဆိုရင်ကျမတို့ကဒါဒီတေပဲတေပဲနဲ့သူဆွဲတယ်။ဘာလို့တေပဲနဲ့ဆွဲရလို့ဒီလို line လေးတွေအောက်ကတားကျင်လို့မလို့တေပဲနဲ့ဆွဲတာ။ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာကြည့်လိုက်အောက်မှာဒီလိုပုံစံလေးတားပေးထားတယ်ဒီမှာလည်းအတူတူပဲအိုက်တိုင်းပဲတေးပဲဒီဇိုင်းလေးနဲ့ဆွဲထားတဲ့ပုံစံမျိုးလေးပဲ ဟုတ်ပြီဒါတွေကတော့ကိုယ့်ဟာကိုယ် keyboard ကနေစာရိုက်ထဲတာတေးပဲဆွဲတာမဟုတ်ဘူး။ဘာလို့ဒီမှာတေးပဲဆွဲတာမဟုတ်ဘူးလို့ပြောနိုင်ရတာလဲဆိုရင်ဒီအပေါ်ကိုကြည့်လိုက်ပါ။ဒီအပေါ်မှာတေးပဲလို့မပါဘူး။ဒီစာရဲကိုလည်းတောင်းထောက်ကြည့်တေးပဲ design တေးပဲလေးအောက်ပါတယ်။ဒီမှာလည်းအတူတူပဲဘာရှိလဲတေးပဲ design တေးပဲလေးအောက်ရှိတယ်။သူလည်းအတူတူပဲတေးပဲ design တေးပဲလေးအောက်ရှိတယ်။ဟုတ်ပြီဒီအောက်ကဥစ္စာလည်းနှိပ်ကြည့်တေးပဲ design တေးပဲလေးအောက်ရှိတယ်။ဒီကားကြတော့နှစ်ကွက်နှစ်ကွက်လုံးမှာအပေါ်မှာလည်းစာရေးတယ်အောက်မှာလည်းစာရေးတယ်။အလဲကောင် line လေးကိုပဲဒီတိုင်းလေးထားထားတာပါ။ ဟုတ်ကဲ့ဒါဆိုရင်ဒါစာရေးတဲ့ပုံစံလေးကြီးပြီးသွားပြီတေဘယ်ရွှေ့ကျင်ရင်လွယ်လွယ်လေးတင်းသူ့ရဲ့ဒီနေရာလေးကနေပိုလိုချင်တဲ့နေရာလေးမှာတေဘယ်လေးကိုရွှေ့လိုက်ဒါဆိုရင်ကျမတို့ကဒီနောက်ခံကြီးကဘယ်လိုလှုပ်ထားရလဲနောက်ခံလှုပ်ထားတဲ့ပုံစံကိုကြည့်ရမယ်နောက်ခံလှုပ်ထားတဲ့ပုံစံကိုကိုကမသိဘူးမသိဘူးဆိုရင်ဆက်လက်မှတ်တဲ့အကြောင်းအရာတွေနားလည်ဖို့လိုတယ်ဆက်လက်မှတ်တဲ့အခါမှာဒီဒီစာမျက်နှာထဲမှာဒီတေဘယ်ဆွဲလိုက်တဲ့ပုံတွေပေါ်မှာကလစ်ချထားရင်တော့သူကဒီမှာတေဘယ်ဒီဇိုင်းတေဘယ်လေးရောက်ပေါ်နေတယ်ဒီလိုစာထဲမှာကလစ်ချထားရင်တော့ဘာမှမပေါ်ဘူး အကစားမျက်နှာကိုကျွန်မလုံးဝကလစ်ချလို့မရဘူးဖြစ်နေတယ်။ကလစ်ချလို့မရဘူးဆိုရင်စဉ်းစားစရာဒီဟေရာဖူတာမှာတစ်ချက်နှခါသတိုက်နှိပ်ပြီ။ဟေရာဖူတာမှာနှခါသတိုက်နှိပ်ရင်ပေါ်လာတယ်တွေ့လား။ဒါဆိုရင်ဟေရာဖူတာတင်ဂေတာလေးပေါ်လာတယ်။သူကဟေရာဖူတာကနေမှဒါကိုသွားပြီးတော့ထည့်လာတာ။ဟေရာဖူတာကပုံထည့်လို့မလို့ရွှေ့လို့မရတာကျွန်တော်တို့ကဟုတ်ပြီနော်ဟေတာနေဖူတာရထည့်ထားလို့ရွှေ့လို့မရဒီမှာနော်ဟေတာမှာပုံသွားထည့်ထားတာဒီမှာပါဒီမှာရွှေ့လို့ရတယ်ဟုတ်ပြီနော်ကျွန်မဟေတာကိုပြန်ဖြောက်ပြမယ် ါဆိုဟဲဒါတင်ငေတာကိုပြန်ဖြောက်ပြဒီမှာလုံးဝဒီအောက်ကပုံကိုဒီမှာနှိပ်လို့မရဘူးနှိပ်လို့မရဘူးနှိပ်ချင်နေဆိုနှိပ်လို့ရတယ်ဘလို့သွားလို့ရတယ်လဲဆိုဒီမှာ select select ကနေပြီးတော့ select object ကိုနှိပ် object ဆိုတာပုံနေဒီ shape တွေ shape ဆိုတာ rectangle တွေအဲ့လိုပုံစံမျိုးလေးတွေ circle rectangle တွေဆိုရင် shape လို့ခေါ်တယ်အဲ့လိုပုံဆွဲထားတာတွေဓာတ်ပုံတွေဆိုရင်တော့ယူလို့ရတယ် select object ကိုနှိပ်ပြီးတော့ဒီ coffee ပုံလေးမှာဖြစ်ဖြစ်တစ်ချက်နှိပ်ကြည့်လိုက်ဒါဆိုရင်ဒီမှာကြည့်လိုက်ပါသူက shape format လည်းရှိတယ် picture format လည်းရှိတယ်ဘယ်မှာလောက်ထားလဲဆိုရင် header footer မှာလောက်ထားတယ် မှတ်ပြီနော်ဒါဆိုရင်ဒီလိုမျိုးကိုကတိတ်ပြီးနားမလဲသေးဘူးဆိုရင်ကိုတီးဒီမှာ header footer မှာလောက်ထားတယ် header footer ကြီးကိုအပြင်မှာ clip ပြန်ချလိုက်မယ်နော်ဒါဆိုရင်ကိုကအဲ့လိုမျိုးနားမလဲဘူးဆိုရင်ဒီပုံကဘလို့မှရွှေ့လို့မရဘူးရွှေ့လို့မရရင်စဉ်းစားရမှာက header footer မှာမြန်ထည့်ထားသလားလို့စဉ်းစားရမှာဒါဆိုရင်ကိုကဒီလို header လွတ်နေတဲ့နေရာလေးမှာနောက်နေလိုက်ဒါဆိုရင်သူတီးဒီမှာကြည့်လိုက်ပေါ်လာတဲ့ပုံစံကအတူတူပဲ shape format ပြီးရင် picture format header footer ဟုတ်ပြီဒါဆိုရင်ဒီမှာဒီပုံကိုဒီမှာ clip ချပြီး delete နဲ့ဖြတ်ပြပါဦးမယ် ။ဒလီနဲ့ဖြတ်ပြီးတော့ header footer ကိုဖြောက်လိုက်ပါမယ်။ဒါဆိုရင်ကြည့်လိုက်ပါပုံလုံးကမရှိတော့ပါဘူး။ပြန်ထည့်ခြင်းတယ်ပြန်ထည့်ခြင်းတယ်ဆိုရင်လေကျမတို့က header footer ကနေသူဒီသွားထည့်မှာသွားထည့်မှာဖြစ်တဲ့အတွက် insert tag ကိုသွားမယ်ကျမတို့ header footer ရှိရဲ့ဒီမှာဆိုရင်နှိပ်လို့မရဘူးဘာလို့လဲဆိုတော့ဒီမှာ table design ထဲမှာကျမကလစ်ကြနေတာမလို့ဒါကဒီ table ထဲကိုရောက်နေလို့နှိပ်နေတာဒါဆိုစာထဲမှာကလစ်ပြန်ချရမယ်ဒီလိုစာထဲမှာဒါဆိုရင် insert tag ကိုသွားမယ် header footer ကိုသွားမယ် ဟဲရာဖူတာကိုသွားပြီးသွားရင်ကိုလိုချင်တဲ့ဟဲရာဖူတာတွေမှာသွားပြီးရယူမယ်။ဒီမှာကြိုက်တဲ့ဥစ္စာနှိမ့်လို့ရရယ်နော်နှိမ့်လိုက်ပါ။ဒီနေရာမှာစာရင်းရေးချင်တာမဟုတ်ဘူးပုံထည့်မယ်။ပုံထည့်မယ်ဆိုရင်ဒီဟဲရာဖူတာကနေပဲ picture တွေယူလို့ရတယ်ဒီမှာ picture ကိုထဲနဲ့ပုံကတော့ကိုယ့်ရဲ့ဒီကွန်ပျူတာထဲမှာရှိဖို့လိုတယ်။ဒီမှာကျမကကွန်ပျူတာပုံရှိပြီးသားလေဒီမှာပုံလေးရှိပြီးသားဆိုတော့ဒီမှာ insert နှိပ်ကြည့်။ insert နှိပ်တဲ့အခါမှာဒီမှာဆိုရင် picture format ပဲပေါ်တယ်။ shape format မပေါ်ဘူး။ ဟုတ်ပြီ shape format မပေါ်ဘူးဆိုတော့ကျမတို့ shape format ပေါ်အောင်ဘယ်လိုလုပ်ရမှာလဲပုံလေးကိုဖြက်လိုက်မယ်เนาะ shape format ပေါ်ခြင်းနေဆိုရင်ဒီမှာ rectangle ပုံကြီးအရင်ဆွဲရမယ်ဒါဆိုရင်ဒီ shape ထဲကနေပြီးတော့ rectangle ပုံဒီအစားကနေပြီးတော့ကျမတို့ဒီနောက်ဆုံးထိဒီ shape format ပုံကြီးကိုဆွဲလိုက်ပါသူက header footer ကလုတ်တဲ့အဖြစ်တဲ့အတွက်အောက်ကစာရင်းဒီအပေါ်ဒီအပေါ်မှာရေးထားတဲ့စာရင်းကအလိုလိုပေါ်နေပါเนาะ ဒါကမှဟဲတာဖူတာမှာပုံဆွဲလိုက်လို့ဒါဆိုဓာတ်ပုံထည့်မယ်ဓာတ်ပုံထည့်မယ်ဆိုရင်ဘယ်နေရာထည့်ရမှာလဲရှိတ်တွေဆွဲပြီးသွားပြီအဲ့ဒီရှိတ်တွေပေါ့အဲ့ဒီဒီ rectangle ပုံတွေစာကဲပုံတွေမှာဓာတ်ပုံထည့်ခြင်းနဲ့ဆိုရင်ဒီမှာ shape format ရှိတယ် shape face ကိုသွားမယ် shape face ထဲက picture ကိုနှိပ် picture ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ file တွေရပဲယူမယ် from a file ကိုယ့်ကွန်ပျူတာထဲရနေတယ်ဒီမှာ coffee ပုံလေးကိုယူ insert နှိပ်လိုက်ပါ အဲဒါဆိုရင်ဒီမှာဒီပါ header footer ဒီမှာ selection လေးဝင်နေတယ် header footer ဖြောက်လိုက်ပါ escape နဲ့ထွက်လဲရတယ်အဲ့လိုမထွက်ချင်ဘူးဆိုရင်ဒီမှာ header footer ကိုသွားပြီးတော့ close နဲ့နှိပ်လဲရပါတယ်ဒါဆိုရင်ကြည့်လိုက်ပါဒါဆိုရင်ကျမတို့က header footer ကနေတက်ပုံထည့်ထားတာအခုလိုမျိုးတွေတိကျနေတာကကြတော့ကျမတို့ကဒီ computer basic တွေ and office တွေသင်တဲ့အခါမှာဒီလိုမျိုးဒီ template file ကိုအရင်ယူယူပြီးကြတာမှာဘယ်လိုလုပ်ထားလဲဆိုတာကအဆင့်ဆင့် နားလည်ရမယ်။တင်တဲ့အခါမှာတော့ကျမတို့ကဟုံးတက်ဟုံးတက်နဲ့ပတ်သက်တာတွေအကုန်တင်လိုက်တယ်။ insert တက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်တင်တယ်။ဥပမာဒီဇိုင်းဆိုရင်ဒီဇိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်တယ်။အဲ့လိုတင်ပြီးကကြာမှာဒီမှာဆိုရင်ကျမတို့ကတေးပဲတေးပဲဆိုရင်ပဲမှာပါတာလေ insert တက်မှာပါတာ။ insert တက်နဲ့ပတ်သက်တဲ့ဟာတွေပါတယ်။ပြီးရင်ဒီမှာတေးပဲနဲ့ပတ်သက်တဲ့ဒီမှာတေးပဲဒီဇိုင်းတွေတေးပဲလေးရောက်တွေပြင်ရတာတွေတင်တယ်။ ပြီးရင်ဒီမှာ picture picture တွေဆိုရင်ဘယ်မှာပါတာလဲဒီမှာ picture ဆိုရင်ဒီမှာ picture ယူပုံယူနည်းတွေပြီးရင် shape တွေဆိုရင် shape ယူပုံယူနည်းတွေပြီးရင် header footer တွေအခုလိုမျိုး ိုတင်တာတင်တဲ့အခါနဲ့မတူဘဲနဲ့တင်လိုက်တဲ့အကြောင်းအရာခေါင်းစဉ်အကုန်လုံးကို exercise တစ်ခါရဲလုပ်တဲ့ file နေနဲ့လေ့ကျင့်တာဒီကိုယ့်ရဲ့ဒီ computer skill ကိုပို့ပြီးတော့လည်းမှတ်မိစေနိုင်တယ်ပို့ပြီးတော့လည်းဒီလုပ်ငန်းဝင်ဝင်တဲ့အခါမှာလည်းကျွမ်းကျင်တယ်ကိုကိုယ်တိုင်လည်း computer နဲ့ပတ်သက်ပြီးတော့ software ပိုင်းနေပေါ့နော် Microsoft Word ပဲဖြစ်ဖြစ် Excel ပဲဖြစ်ဖြစ်ပို့ပြီးတော့ကျွမ်းကျင်နေနိုင်ပါတယ်တကယ်လို့မရှင်းတာရှိရဆိုလို့ရှိရင်လည်းလာမေးလို့ရပါတယ်မိမိတို့ကိုယ်တိုင်လေ့လာကျင်နေဆိုလို့ရှိရင်လည်းအခုလို template file လေးတွေယူပြီးတော့ကိုယ်တိုင်လေ့လာလို့ရပါတယ်ရှင်